ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အော်တိုဝါလာ29ရက်နေ့နနေခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့အမှုပညာအမိခံအကြံဖတ်စစ်တပ်လက်ကင်ထုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန်ယူကြီးအဖွဲ့ငါးခုကအော်တိုဝါလာ28ရက်နေ့တွင်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါရစေ။ အကြံပတ်စေအုပ်စု၏တူယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လန်နေသောလူငယ်တို့ကိုစော်ကားခြင်းလူတို့ရေးတော်ပုံကိုပုံဖြတ်ကာအမှန်တကယ်ဆေးရစပွဲမှုကျူးလွန်နေသောလူတို့၏အသက်အိုအိမ်ကိုမိရှို့တက်ဖြတ်နေသောအကြံပတ်စေအုပ်စုဘက်မှဆေးရစပွဲမှုများထပ်မံကျူးလွန်အောင် ထောက်ခံပြီးအားပေးအမြတ်ပြုလုပ်နေသောအညံစာအဖြစ်စာဝါရပြန့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထိုအမှုပညာအမိခံစစ်တပ်လက်ကင်တော်များဖြစ်သောနေတိုးမြင့်မြတ်နေဝင်အီးချမ်းမောင်ချူးလီမင်းမြင့်မို့အောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းသွက်လက်စုပါလင်းမင်းညိုဥက္ကပြင်းကြီးရဲရင်ရေပြော အောင်စင်ဖြိုးစားသည့်လူတို့နှင့်နိုင်ငံတော်ပေါ်ပြည့်ရဲ့ပြုဆောကသည့်အညံစာအပြင်းစာဝါရဖြင့်အမှုပညာရှင်များကို point out and social punishment ပြင်းပြင်းထန်ထန်လူမှုပြစ်ဒဏ်ထက်ကြရန်ရန်ကုန်ယူကြီးများကပြည်သူလူထုတရက်လုံးသို့နှိုးဆော်ထားပါသည် ဒေါ်လာရေးပြည်သူကတာဝန်ကျေတဲ့ကဲ့သို့ရန်ကုန်ယူကြည်များအနေဖြင့်အညံ့စာဝါဒဖြန့်အမှုပညာရှင်များ၏အချက်အလက်များကိုရရှိထားပြီးလူတို့နှင့်အရေးတော်ပုံကိုစောကားခဲ့သည့်ထိုသူတို့၏နောက်ဖြစ်လာမည့်ကိစ္စရရက်ကိုပြည်သူလူထုတရားစီရင်ခံဖြင့်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်ရေးယူမည်ဖြစ်ကြောင်းသိရှိရပါသည်။ဒီကောင်တွေထဲကဘယ်သူကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ။အချက်လက်တွေစုဆောင်းနေတာလည်းရှိပါတယ်။သူတို့ရုပ်ရှင်လောကသားတွေတဲကနေလည်းသူတို့တရင်တွေကိုအဆက်မပြတ်ပို့နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမူပြီးယက်တီကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့မိသူမဆိုကျွန်တော်တို့ရန်သူပဲဟုရန်ကုန်အာမီ WA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါပူးတွဲကြေညာချက်ကိုရန်ကုန်မြို့အတွင်းစစ်တပ်တပ်ဆွဲထားသောနေရာများကိုပိတ်မထားတိုက်ခိုက်နေသည့်ရန်ကုန်အာမီ WA Deck Shadow Operation Flank OF Mother Sand ရန်ကုန် Force နှင့် Broken System တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတော့မကွေးတိုင်းမင်းကုန်းမြို့နယ်တွင်တိုင်းအဆင်ရဲမူလိုက်ပါလာသောကားလေးစီးပါရင်နှန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှလေးဦးသေဆုံးခဲ့ပြီးခရရန်တချို့သိမ်းဆီးရရှိကကားတစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါရသည် အော်တိုဝါလာ28ရက်နေ့မိုးလွဲ7နာရီ50မိနစ်ခန့်တွင်မင်းတုံမြို့နယ်မဲစလီကျေးရွာနှင့်ဝန်တွင်းကျေးရွာအကြားရှိပသိမ်မုံရွာလမ်းမိုင်းပေါ်တွင်မင်းတုံမြို့ဘက်မှဝန်တွင်းကျေးရွာဘက်သို့မောင်းနေလာသောတိုင်းအစင်ရေမှုလိုက်ပါလာသောကားလေးစီးပိုင်ရင်နှံကိုဒေါ်လာရင်တပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုးတိုက်ခိုက်မှုတွင်ဖိုးဝီကတစီသည်မှန်ထိမှန်ကမောင်းပြေးသွားပြီး၎င်းကမောင်းပြေးသွားရာကိုဒေါ်လာရင်းတပ်ဖွဲ့များကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထို့နောက်ကားပေါ်ပါလာသောစစ်သားများကမိုင်းထိမှန်ထားသောကားကိုရပ်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကြံကားတောင်းစီပေါ်တင်ဆောင်၍ထွက်ပြေးမောင်းနေသွားခဲ့ကြောင်းသိရပါသည်။ ရင်တိုက်ခိုက်မှုတွင်အကြံပတ်စစ်တပ်ဘက်မှမျက်မြင်လေးဦးထိခိုက်ဒေဆုံနိုင်ပြီး၎င်းတို့ထံမှ 7.62G 88တောင်း G3G 24တောင်းကာပိုင် G 16တောင်းစစ်သုံးဆောင်ပစ္စည်းတချို့နှင့်ငွေသား၃သိန်းကျပ်တို့ကိုသိမ်းဆည်းနိုင်ခဲ့ကာ၎င်းတို့ထားခဲ့သည့်ကားတစ်စီးကိုလည်းမိရှုရှင်လင်းနိုင်ခဲ့ကြောင်းသိရပါသည်။ကျွန်တော်တို့ရတဲ့တဲ့ရင်ရလူကြီးလမ်းကြောင်းဖြတ်မဲ့တိုင်းအဆင်ရေမှုပါမယ်ဆိုတဲ့ဟာပေါ့ ။မကွေးတိုင်းရေမှုဆိုတာလားတော့ဆက်လက်တည်ပြုထားစေပါ။ကားလေးစီးဖြတ်တဲ့အခါမှာကျွန်တော်တို့မိုင်းဆွဲတက်ခိုက်တာမှာတစည်းထီတယ်။အဲ့ဒီစည်းမှာပါလာတဲ့ကောင်တွေက၄ဦးထက်မနည်းထိခိုက်သေးဆုံးနိုင်တယ်။အဲ့ဒီဟာမှာတိုင်းမှုအဆင့်ပါလားမပါလားဆိုတာကတော့ဆက်လက်စုံစမ်းစေပါ။ကျွန်တော်တို့စိုးမိုးထားတဲ့ဒေတာတွေမှာဒီထက်ပိုတဲ့စစ်စင်ရေးလှုပ်ရှားမှုတွေစစ်ကောင်စီလှုပ်လာမယ်ရွေးကောက်ပွဲတွေအဲ့အရာတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆောင်းမယ်ဟုတရက်ခရိုင်အမှတ်လေးတရင်မှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖတ်စစ်တပ်ကမင်းတော်မျိုးအဝင်း 9မိုင်စစ်စီဂိတ်မှာလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒေသပြည်သူများနှင့်ခီးသွားပြည်သူများအနေဖြင့်အကြံပေးစစ်တပ်၏ရန်ကားနေမှုကိုဂရုစိုက်နေထိုင်သွားကြရန်တရက်ခရိုင်အမှတ်လေးတရင်မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကဆက်လက်ပြောဆိုပါရယ်ဆက်လက်ပြီးတော့သခိုင်းတိုင်းမုံရမျိုးပေါ်တွင်ကင်းပတ်နေသည့်စစ်ကားတစီကိုပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်မှနှစ်ဦးသေဆုံးခဲ့ကြောင်းမုံရခရိုင်အမှတ်လေးတရင်မှတာဝန်ရှိသူကပြောဆိုပါရယ် အော်တိုဝါလာ29ရက်နေ့မိုးလွယ်12နာရီခန့်တွင်မုံရမြို့ပေါ်၌ကင်းပတ်နေသောစစ်ကားတစ်စီးကိုတော်လန်ရင်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာအပြန်လန့်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးစစ်သား2ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။မုံရမြို့တွင်မစ်ရှင်တစ်ခုပေါ်ဆောင်မှုအတွက်ကင်းပတ်လာတဲ့စစ်ကားတစ်စီးနဲ့တွေ့လို့ထိတွေ့မှုဖြစ်တာပါ။နှစ်ယောက်တည်တဲ့တည်သွားတဲ့စခါနှစ်ယောက်ကိုလမ်းမပေါ်မှာပက်လက်လေးထားထားတယ်လို့သတင်းရထားပါတယ်ဟုမုံရခရိုင်အမှတ်လေးတပ်ရဲမှတာဝန်ရှိသူကပြောကြားပါသည်။ အဆိုပါတိုက်ခိုက်မှုကိုမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီမုံရသပွိုင်းမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်နှင့်မုံရခရိုင်တရင်28တပ်ခွဲ3 Spring Duff တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းပောက်ခေါမြို့နယ်အုတ်ချုံရည်မှုအောင်းနိုင်သူဦးဦးဆောင်သောပြူစောတိဖွဲ့ကမြို့ပေါ်ရက်ွက်များတွင်နေအိမ်တကားပါရိုက်ဖွင့်ပြီးအေဇင်းစစ်စီကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှင်းနေကြောင်းဒေသပြည်သူများနှင့်ဒေသတွင်းသတင်းရင်းမြစ်ဖြစ်သောဒို့ပြည်မှတာဝန်ရှိသူတို့ကပြောဆိုပါရသည် ပေါက်ခေါမျိုးနဲ့အုပ်ချုပ်ရေးမှုအွန်လိုင်းသူဦးသည်စစ်တပ်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်မှစ၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးမှုများကိုပေါက်ခေါမျိုးနဲ့အုပ်ချုပ်ရေးမှုအွန်လိုင်းသူဦးစီမံဘုံမှုဒိုးနိုင်ထွန်းဒူးဦးစီတီဟာဆွေနှင့်ရုံးစရိတ်ကန်ထူတို့ကစူပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် လက်ရှိချိန်တွင် အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးဦးဆောင်သောပြူစောတိအဖွဲ့သည်မြို့ပေါ်ရက်ွက်များတွင်နေအိမ်တကားပါရိုက်ဖွင့်ပြီးအစည်းစစ်စေးမည်ဟုဆိုကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှင်းမှုများပို့မိုးဆိုးဝါးစွာလှုပ်ဆောင်လာနိုင်ခြင်းဖြစ်ကြောင်းယင်းသို့ဖမ်းဆီးငွေညှင်းမှုများမှရရှိလာသောငွေကြေးများကိုထွေအုပ်ကြီးဟုဆိုကဒူဦးစီတီဟာဆွေကငွေကြေး350နှင့်ပြူစောတိကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကြေး350ယူဆောင်နေကြောင်းသိရှိရပါသည် ပေါက်ခေါင်းမျိုးပေါ်မှာအုပ်ချုပ်ရေးမှုအောင်နိုင်သူဦးကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတော်တော်ဆိုးလာတယ်။အခုကသူတို့စောင့်ဖမ်းတာလူသိမ့်မရတော့လို့ညာဘက်ဆိုဧည့်ရင်းတွေအကြောင်းပြပြီးနေအိမ်တကားပါရိုက်ဖွင့်ပြီးပေါ်တာဆွဲဝင်ရောက်ဖမ်းဆီးတာဝင်ညစ်တာတွေလှုပ်ဆောင်လာပါတယ်။ပြည်သူတွေလည်းကြောက်လန့်နေကြတယ်။ညဘက်ရောက်ရင်အေဂျင်လာစင်မာကိုလက်နေရပါတယ်ဟုဒေတာပြည်သူဦးကပြောဆိုပါတယ်။အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးဦးဆောင်သောပြူစောတီအဖွဲ့သည်ပောက်ခေါင်းမျိုးနှင့်လမ်းစုံများနှင့်စစ်စစ်ရေးဂိတ်များကိုအင်ဂျီကားများဖြင့်နေစဉ်လှည့်ပတ်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့သခိုင်းတိုင်းမုံရမျိုးနဲ့ကြောက်ကရွှေကူနေဖျားဝင်းတွင်ထိုင်းခြားတက်ဆွဲထားသောစစ်တပ်စစ်စခန်းမှစစ်မှုထမ်းတပ်သားတွေနှစ်ဦးတနက်နက်လက်နှင့်ခေရမ်းများယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်းမုံရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ် အောက်တိုဘာလ29ရက်နေ့မုံရမြို့နယ်ရှိကြောက်ကရွှေကူနီဖျားဝင်းတွင်အထိုင်းခြားတပ်ဆွဲထားသောစစ်တပ်စခန်းမှပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖြစ်လာသူတပ်သားသစ်2ဦးက Titan Force မုံရအမှတ်နှင့်တိုက်နယ်ဘက်ကပါတိုက်ခိုက်ရေးဖွဲ့နှင့်ချိတ်ဆက်ပြီးလက်နက်ခဲယံများနှင့်အတူအလင်းဝင်ရောက်ခဲ့ကြောင်းလက်ရှိတွင်အလင်းဝင်လာသူ2ဦးစလုံးကောင်းမွန်စွာလက်ခံထားရှိကြောင်းသိရှိရပါသည်။အလင်းဝင်ရောက်လာတဲ့သူတွေကမြေပြင်ချိတ်ဆက်မှုနဲ့အလင်းဝင်လာတာပါဟုမုံရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါသည်။ ထို့သောအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားသည်2ဦးက MA3 တလက် MA11 တလက်ခဲနေများနှင့်အတူအလင်းဝင်ရောက်လာပြီးအလင်းဝင်လာခဲ့သောစစ်မှုထမ်းတပ်သားသည်2ဦးမှာဆေးရစွဲမှုများနှင့်ပတ်သက်မှုမရှိကြောင်းထို့ကြောင့်၎င်းတို့ဖြစ်ချင်သောဆန္ဒအတိုင်းစူးစမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းရှင်းရှိနေသောစစ်တပ်မှစစ်သားများအနေဖြင့်လည်းအမြန်ဆုံးအလင်းဝင်ကြရန်မုံရမျိုးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးတော့ရန်ကုန်တိုင်းတကုံမြို့တည်မြို့နယ်လေးခုတွင်အုံစုဖွဲ့ကကရံမြေပါမြေအတုလုပ်ပြီးရဲတပ်ဖွဲ့အုတ်ချုပ်ရည်မှုနှင့်အင်ချမ်းမြေပွဲစားတချို့ပူပေါင်းကအင်ချမ်းမြေလင်းလင်းရောင်းချမှုများဖြစ်ပွားလျက်ရှိကြောင်းငွေလင်ခရရသူများနှင့်အမှုလိုက်ရှိနေများထံမှစုံစမ်းသိရှိရပါသည် ဒဂုံမြို့တိစိတ်ကမ်းမြို့နယ်ဒဂုံမြို့တိတောင်ပိုင်းမြို့နယ်ဒဂုံမြို့တိမြောက်ပိုင်းမြို့နယ်နဲ့ဒဂုံမြို့တိအရှေ့ပိုင်းမြို့နယ်တို့တွင်အုပ်စုဘွဲကကရရန်မြေပါမြင့်အတူပြုလုပ်ပြီးအိမ်ချမ်းမြေများလိမ့်လည်ရောင်းချပြီးငွေကြေးများလိမ့်လည်နေကြောင်းထို့သောလိမ့်လည်ခရမှုကိုရဲစခန်းသို့တွားရောက်တိုင်တန်းပါကပါမဲအတူပြုလုပ်သူဖွဲ့မှရင်းငွေနှင့်ငါးစားနေညီများသောစားရက်စားတန်းထက်မှန်အတူပြုလုပ်ကရဲစခန်းတွင်ပြန်လည်အမှုဖွင့်ပြီးဖန်ခိုင်းနေကြောင်းသိရပါသည် စာချုပ်စာတမ်းတူတီလို့ငွေလိမ်ခရသူတွေကရဲစခန်းမှာအမှုသွားဖွင့်ရင်ငွေလိမ်နဲ့အုပ်စုကအမှုလာဝင်တဲ့သူတွေကိုအဲ့ဒီဝင်ရဲ့ငားစားနဲ့အညီလက်ရေးလက်မှတ်အတူတွေထပ်လုပ်ပြီးအမှုပြန်ဖွင့်ပြီးရဲကိုပြန်ဖန်ခိုင်းနေရဲကလည်းခမည်းအမှုကိုခမည်းပြန်ရုပ်သိမ်းမလားအမှုပွင့်တာကိုလက်ခံမလားဆိုပြီးချင်းချောက်တယ်ဟုဒဂုံမျိုးတစ်မြောက်ပိုင်းမျိုးနဲ့မြို့မရဲစခန်း၌အမှုဖွင့်ခဲ့တော့လိမ်လက်ခရသူတူကပြောကြပါတယ် ထို့သောပါမက်မြေစာရွက်အတူပြုလုပ်ကလိန်လေသည့်အဖွဲ့များထံမှမြို့နယ်ရဲတပ်ဖွဲ့ဝင်နှင့်ရဲစခန်းမှုများကိုယ်တိုင်လာစဉ်ခြင်းဖြင့်ငွေယူထားပြီးစာရွက်စာတမ်းအတူများဖြင့်ရဲစခန်းသို့အမှုလောင်ဖွင့်သူရှိပါကအမှုဖွင့်ရန်အတွက်အချိန်ဆွဲစာရွက်စာတမ်းခြေဟုဆိုကငွေကျပ်၁၀သိန်းမှ၃၀ထိတောင်းခံမှုများပြုလုပ်ကြောင်းသိရပါသည်။ အလင်ခံရသူများအနေဖြင့်ရဲစခန်းတွင်တွားရအမှုဖွင့်ရာတွင်ရဲစခန်းမှာတောင်းခံသည့်ငွေကြေးကအရန်များပြားနေသဖြင့်အမှုမဖွင့်ဘဲဆုံးရှုံးရသူများလည်းရှိကြောင်းရဲစခန်းများအနေဖြင့်ငွေကြေးမပေးရင်အကြောင်းမျိုးမျိုးပြကအချိန်ဆွဲခြင်းငွေကြေးလိမ်လည်သူထံတည်င်းပေးခြင်းများလုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်ထို့ပြင်အမှုလောင်ဖွင့်သူများကိုစာပြက်အလုပ်ပေါ်တွင်လက်ရေးလက်မှတ်များထိုးခိုင်းကာစာပြက်စာတမ်းအတူပြုလုပ်သူများနှင့်ပူးပေါင်းပြီးထပ်မံအတူပြုလုပ်ကအမှုဖွင့်ခြင်းငွေကြေးပြန်လည်တောင်းခံခြင်းများလည်းလုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ တချို့အမှုပြန်ဖွင့်ခံရတဲ့သူကစာရွက်စာရန်အတူတွေနဲ့အမှုဖွင့်ခံရတာရဲကလည်းအတူဆိုတာသိတယ်ဒါပေမဲ့တစ်ဖက်ကငွေယူထားတာအမှုလည်းဖွင့်ထားတယ်ရဲစခန်းနံပါတ်လည်းထွက်ထားတယ်အဲ့ဒီလိုမျိုးတွေဆိုတော့အချိန်မရွေးအချုပ်ထဲထည့်လို့ရတယ်လို့ရဲကပြောပြီးငွေညစ်တယ်အမှုဖွင့်ခံရသူကစာရွက်စာတမ်းအထောက်အထားတွေပြပြီးပြောလဲမရဘူးတကယ်ကစာချုပ်အတူတွေလက်ရေးလက်မှတ်အတူတွေလုပ်ပြီးအမှုဖွင့်တဲ့သူကိုရဲစခန်းနဲ့ပေါင်းပြီးပြန်အမှုဖွင့်တာဟုအမှုလိုက်ရှိနေတဲ့သူကပြောဆိုပါရယ် တကုံမျိုးသိမျိုးနယ်လေးခုတွင်မြေကြီးနှုံများမှာတဟုန်တို့မြင့်တက်နေပြီးပေ20ပေ60မြေကွက်လွတ်အလွတ်ပင်3000တောင်ထိပေါက်ဈေးရှိလာကြောင်းထို့ကြောင့်မြေဝယ်လူသူများများပြားလာချိန်တွင်လိမ့်လည်ရောင်းချမှုများနှင့်ကရက်မြေပါမစ်မြေအတူများပြုလုပ်မှုများအလွန်များပြားလာကြောင်းဈေးကွက်တွင်မှာစုံစမ်းသိရှိရပါသည်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ ရန်ကုန်တိုင်းတန်လင်းမြို့နယ်ဘောဒပြေကန်ကျေးရွာတွင်ရာအိမ်မူးချစ်ဆန်းဤသားဖြစ်သူနှင့်အပေါင်းပါများကအသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမရင်ကျင်းမှုဖြစ်ပွားခဲ့ပြီးပြုကျင့်ခံရသူမိန်းကလေးငယ်ကိုငွေကျပ်3000ဖြင့်ရွာပြန်ပို့လိုက်ပြီးဖြစ်ကြောင်းသိရှိရပါသည်။ ယခုအော်တိုဘာလလယ်တွင်ရာအိမ်မှုချစ်စံဤသားဖြစ်သူနှင့်အပေါင်းအပါကယ်ရီသမားတူကတနေ့တကြီးမှလာရောက်သောအသက်18နှစ်အရွယ်မိန်းကလေးငယ်ကိုအုပ်စုဖွဲ့မတိန်ချင်းမှုဖြစ်ပွားခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ဘောဒပြေကန်ကြီးရွာမှအုပ်ချုပ်ရေးမှုနှင့်ရာအိမ်မှုချစ်စံတို့ကကျူးလွန်ခံရသောမိန်းကလေးငယ်ကိုတပ်ဆိုင်ရာရွာသို့ပြန်ရန်ပြောဆိုပြီးငွေကျပ်3000ပေးကကားပေါ်တင်ပေးလိုက်ကြောင်းမတိန်မှုနှင့်ပတ်သက်၍ဘောဒပြေကန်ကြီးရွာနေမြေရဲများကိုလည်းရာအိမ်မှုချစ်စံကငွေကြေးလက်ထိုး၍အမှုမဖြစ်စေရန်လှုံ့ဆော်ခဲ့ကြောင်းသိရပါသည် ပြူးချင်းခံရတဲ့မိန်းကလေးကအသက်မပြည့်သေးဘူး။သူကဒီမှာဆွေမျိုးနောက်ခံမရှိဘူး။ရွာကနေလာလှုပ်လှုပ်တာ။ဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကကလေးမကိုငွေသုံးသောင်းပေးပြီးသူ့ရပြန်မဲ့ကားပေါ်တင်ပေးလိုက်တယ်။ဘောဒပြေကနမည်အုပ်စုရဲ့စခန်းကားရဲတွေကိုလည်းဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမှုမကြီးစေလိုဘူးဟုဆိုပြီးလက်ထိုးထားတယ်။ကျွေးမွေးအရက်တိုက်တဲ့နောက်တစ်ခုကကျွေးရအောက်ချုပ်ရည်မှုဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမျိုးပတ်တော်နေတယ်ဟုအမှုဖြစ်စဉ်ကိုတိကျစွာသိရှိထားသောတရင်ရမြစ်ကရှင်းပြပါရစေ။ အဆိုပါမတင်းကျင်းမှုဖြစ်စဉ်ကိုဘောဓပြေကန်ကြေးရွာမှာတရှိသူတချို့သာသိရှိပြီးကြေးရွာဥက္ကဋ္ဌနဲ့ယာယီမှုချစ်စဲတို့ကတရင်မပြတ်စေရန်ဖုံးကွယ်ထားကြောင်းနိနာကဲသူမင်းကလေးငယ်မှာအမကန်ဆွေမျိုးသားချင်းမရှိ၍အမှုလုံနိုင်ခြင်းမရှိဘဲသက်ဆိုင်ရာကြေးရွာသို့ပြန်သွားရကြောင်းယင်းကဲ့သို့အေးအေးယူမှုမရှိသည့်အတွက်ယာယီမှုသားနှင့်ကြေးရွာအုပ်ချုပ်ရေးမှုအတိုင်းဝိုင်းမှာလူငယ်များမှာပို၍လက်ရဲစရဲဖြစ်လာကြောင်းသိရပါသည် ပြုတ်ကျင့်ခဲ့တဲ့ယာယီမှုသားနဲ့ကယ်ရီသမားကဘာမှမဖြစ်ဘူး။ဘသူကလည်းအရေးယူဆောင်ရွက်နိုင်တာမရှိဘူး။နင်းနာသူကလည်းဆွေးမရှိမျိုးမရှိတကောင်ကျက်လို့ဖြစ်နေတယ်။ကျူးလွန်တဲ့သူတွေကပုံမှန်အတိုင်းနေထိုင်သွားလာနေကြတာ။ရှမ်းရှိနေတဲ့သမီးပြုံမင်းကလေးတွေအတွက်လည်းမလုံခြုံမှုဟုဘောသူပြေကန်ကြီးရွာမှာပြည်သူဦးကရှင်းပြပါရတယ်။ထိုမရင်းကျင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတန်လင်းမြို့နယ်ရဲစခန်းကိုဖုန်းဆက်သွယ်ရေးမြင်းမြန်ငယ်စူးစမ်းခဲ့တော့လေဖုန်းနံပါတ်မှာပြန်လည်ဖြေကြားခြင်းမရှိခဲ့ပြီ။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ကမ္ဘာကိုဒုက္ခပေးနေသည့် online ကြဖြန့်လိမ်လည်မှုလုပ်ငန်းများတွင် မြန်မာအကြံဖက်စစ်တပ်ကတိုက်ရိုက်သူမဟုတ်သွေးဝိုက်ပံ့ပိုးနေမှုတက်သေးထင်ရှားသည့်အတွက်နိုင်ငံတကာကအရေးယူရန်အမျိုးသားညီညွတ်ရေးဆိုရ NUG ကတိုက်တွန်းတောင်းဆိုပါတယ်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြခြင်း16မြင်းဆောင်2025အစီအစဉ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားမကအာဆီယံတိုင်းဝိုင်းနှင့်ကမ္ဘာနိုင်ငံတည်တည်မှပြည်သူများကိုဒုက္ခပေးနေသည့်ကြားပြန်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်မြန်မာအကြမ်းဖက်စစ်တပ်ကောင်ဆောင်များကြားဆက်နွယ်မှုများရှိနေကြောင်းတရုတ်မီဒီယာများတွင်ဖော်ပြသည့်စစ်တပ်လက်အောက်ခံကိုကက်နေကြဆောင်တဲ့ခေါင်းဆောင်ဝေဆန်းဤထွက်ဆိုချက်များတွင်စစ်အုပ်စု၏ကာကွယ်မှုခွင့်ပြုချက်ရရှိခဲ့ပြီးအွန်လိုင်းလိမ်လည်စင်တာများကိုကာကွယ်ရန်လိမ်လည်ရရှိသည့်ငွေဤတစ်စိတ်တစ်ပိုင်းကိုစစ်အုပ်စုကိုပေးဆောင်ခဲ့ရကြောင်းထို့ကြောင့်စစ်တပ်ကတိုက်ရိုက်သူမဟုတ်တွယ်ဝိုက်ပံ့ပိုးမှုရှိသောတပ်တွေထင်ရှားကြောင်း၎င်းကပြောဆိုပါသည် ထို့ပြင်မြန်မာနိုင်ငံသားများကမ်ဘောဒီးယားနိုင်ငံတွင်လိမ်လည်လူခွန်ကူးခံရမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုနှင့်ကြားပြတ်လုံငန်းများတွင်ကျူးလွန်ခံနေရကြောင်းအကူအညီတောင်းစာများလက်ခံရရှိထားကြောင်း NUG အနေဖြင့်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကဆက်လက်ပြောဆိုပါသည် မြန်မာနိုင်ငံသားတွေကမ်ဘောဒီးယားနိုင်ငံပတ်ချံကိုလိမ့်လည်ခံရပြီးလူရောင်းဝယ်မှုအာဓမလုံအားပေးစေခိုင်းမှုလိမ့်ပိုင်းဆိုင်ရာမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြပြန့်လည်နေမှုလုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းနဲ့ကူညီကယ်ဆယ်ပေးဖို့ကူညီတောင်းစာတွေမှုရစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကဇက်တိုက်လက်ခံရရှိနေကြောင်းသိရှိရပါတယ်အွန်လိုင်းကနေခေါ်တဲ့အလုပ်အတုတွေကိုအထူးစီစစ်ပြီးမှအလုပ်သွားကြဖို့နဲ့ကြားပြတ်နဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူးသတိပေးပြောကြလိုပါတယ်။ မြန်မာနိုင်ငံနဲ့အထူးသဖြင့်အကြံဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြဆောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအခြေဆိုင်ဖြစ်ပွားခဲ့တဲ့အွန်လိုင်းကြပြလိမ့်လည်မှုလုပ်ငန်းတွေပါဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်တွေကိုနိုင်ငံတကာအတိုင်းဝန်ကဖြေရှင်းဖို့ဂျိုးပန်းဆောင်ရွက်နေမှုကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အတိမတ်ပြုချီးကျူးကုန်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲတမ်းရှိကြောင်းပြောကြားလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မူကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်ထက်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မူကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်ဟုဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါတယ် အကြံပေးစစ်တပ်ကအွန်လိုင်းကြားပြန်လည်နေသောလုပ်ငန်းတချို့ကိုဝင်ရောက်စီးနင်းတဲ့အောင်အယောင်ပြဆောင်ရွက်နေပြီးစစ်တပ်၏လက်ကွက်ထဲကိုမဝင်မိကြရန်အရေးကြီးကြောင်းနေကြားဆောင်တပ်များသည့်စစ်တပ်၏လက်အောက်ခံတပ်များဖြစ်သောကြောင့်အွန်လိုင်းကြားပြန်လုပ်ငန်းများ၏နောက်ကွယ်တွင်စစ်ကောင်းဆောင်များထထဲဝင်ဝင်ပါဝင်ပတ်သက်နေသည်ကိုသိမြင်၍အဆိုပါအရင်းမြစ်ကိုဖျက်နိုင်မှသာခြုံငိမ့်မည်ဖြစ်ကြောင်း၎င်းကအသိပေးပြောဆိုထားပါသည်ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။